ကြိုးကြလေးကြိုးကြလေးကြိုးကြလေးတွေကိုခေါ်ကြည့်ကြပါဦးအတမရှိသေးရဲ့လားလို့ပါပရိသတ်များလုံးမိန်းမောင်များဟင်းတာအိုက်ဘက်ခွန်ရှိကိုမောင်ဖိုင်စစ်ဗတင်းစာပေကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ကြိုးကြလေးလပါဘူးကခွေးစတဲပဲလေးစီကတင်ကန်းစာအကြီးတစ်ခုပေးတာကိုခံလိုက်ရပြီဖြစ်ပါရင်ဒါကြောင့်လဲခါတိုင်းလိုကြိုးကြကြိုးကြဆိုပြီးအွန်လိုင်းနဲ့အတန်နေဒီမနက်မှမကြားရတာပါကြိုးကြတောင်မှန်ခက်တန်တွေကဒီမနက်မှတိတ်ဆိတ်ငြိမ်သက်နေကြတာဘာလို့လဲဆိုတော့ပဲလေးကလပါဘူးကိုဥဆောင်ကုန်းနဲ့စတင်ပြရပေးပြီး တပောက်ကပွဲချင်80ကျော်မှာလူစားဝင်စားမချေးစာရဲ့အတွင်းကိုလည်းပြန်လည်ဥမောဖို့ကြိုးစားခဲ့ပေမဲ့ဒီချိန်မှာလပောက်ရဲ့အနောက်ဆုံးမိနစ်ကိုကထုံးစံတိုင်းအလုံးပစ်ခဲ့ပါဘူးအဆုံးမှာပဲလေးကနောက်ဆုံးမိနစ်အနိုင်ကိုသွင်းပြီးလပောက်ကိုအရှုံးဆိုတာဒါပဲကွာလို့မီးဆန်းစီခဲ့ပါတယ်ဂျိုးချာနေပြချင်းအာနေဆလော့ကတော့ပွဲပွဲနှွှဲလာခဲ့သမျှဒီပွဲမှာတော့ပဲလေးရဲ့ဆွဲမွေခံရတာကိုခံရတာပဲဖြစ်ပါတယ်ပဲလေးကတော့ကနေတိုင်းပွဲတုန်းကလည်းလပောက်ကိုချိန်ပြီးတိုင်းယူထားခဲ့သလိုအခုပရီးမီးယားလိမ်မှာလည်းမင်းလာကွာချိန်ဆွာနေတဲ့အတင်းဆိုပြီးမင်းမီးပြီးပါရိုက်ဆုံးမပေးလိုက်ပြန်ပြီဖြစ်ပါတယ် ဘဲလီကပွဲဆောင်မှာဥဆောင်ကိုသွင်းပြီးတော့လေဘောက်ကိုဖိအားပေးခဲ့တယ်။ပွဲချိန်ကုမ္ပဏီမှာအော်လီဗာကလန်နာကဂိုးသွင်းပြီးဘဲလီကိုဥဆောင်မှုပေးခဲ့ပါတယ်။လေဘောက်ကပွဲချိန်မိနစ်80ကျော်မှာလူစားဝင်ဖီဒါရီကိုချေးဆိုင်ကိုနဲ့ပြန်လဲဥမော့ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဘဲလီကနောက်ဆုံးမိနစ်မှာအန်ဒီအီကီတီအိုင်အနိုင်ကိုနဲ့လေဘောက်ကိုချေးလိုက်တော့ဂျိုးချာတော်မန်နီဆွဲပြေးပြီးအမွှေးတွေတပြေးပြုတ်နှုတ်ပြလိုက်တယ်လို့ပါပဲ။လေဘောက်ရဲ့နောက်ဆုံးမိနစ်အိမ်မက်က ိမ်မက်ထဲမှာကောင်းကင်ဘော် ပြန်တန်းနေပေမဲ့နိုးလာတော့အိမ်ရဘကပြုတ်ကျသလိုဖြစ်သွားခဲ့တယ်။လေဘောပရိသတ်တွေကဂျိုးချဂျိုးချဆိုပြီးတော့အော်နေပေမဲ့ပဲလေကအိမ်မက်ထဲကဂျိုးချတွေကိုငါတို့အမွှေးနှုတ်ပြီးဂရုံးရိပ်ပေးလိုက်ပြီးတော့ပြန်လဲတုပ်ပြန်လိုက်ပါရင်ချင်းဆိုင်ရဲ့ကိုကစာမွေးဝဲမှာတစ်ခုနှစ်ခုဖြေးလိုက်ရပြီးအောင်မဲလို့ထင်နေတယ်လို့မျှော်လင့်ချက်ပေးခဲ့ပေမဲ့ပဲလေကအိုက်စာရဲ့ကိုစုပ်ဖြေးလိုက်တယ်လို့မျိုးဖြစ်ခဲ့ပါရင် မောင်ရဲ့နောက်ထပ်မှာဖိုင်နိုင်လို့ဆိုတာဆရာကြီးပဲ။ကျောင်းမှာတော့အတမိုင်ဆရာမစီကျူရှင်တက်ကြအတမိုင်ဆရာမကိုဘူပါတိတ်တွေပေးကြကရော့ကြလုံးနေပြီ။ဆရာကြီးတွေဖြစ်နေပြီပဲ။ပဲလေးနဲ့တွေ့မှာတော့ဆိုရဆင်ဆောင်မပွဲဖျားသလိုဘာရင်မင်းမန်းကိုမတည်ဘူးလို့ထိုင်ကုန်နေရတဲ့ပုံစံပေါက်သွားခဲ့ပါရင်။မင်းတော်ထပ်ပြောရမယ်ဆိုရင်ဒီဘောင်ရဲ့နောက်တန်းကဒီပွဲမှာဆိုရင်ပဲလေးမှာဆောင်ဝဲဖြေဖို့ပြင်းလင်းစင်လာခဲ့ပေမဲ့ဘာဖြစ်ရမှန်းမသိ။စားရဲပေါ်မှာကုနမယ်တလုံးပဲရေးပြီးထိုင်နေသလိုဖြစ်နေခဲ့ရပါရင်။ကိုသမအလီစင်ကလည်းအိမ်မက်ထဲမှာဘောလုံးဖမ်းနေပေမဲ့နိုးလာတော့ခေါင်းကိုပဲဖတ်ထားသလိုပဲလေးရဲ့ဂိုးတွေကိုမကာကွယ်နိုင်ခဲ့ပါဘူး။ အာနေစလော့ဟာဒီအာဒီလဘောက်ကိုစာမွေးပွဲတိုင်းအမှတ်ပြရမယ်လို့ယုံကြည်နေတဲ့အကြောင်းသားတယောက်လို့ဥဆောင်လာခဲ့တယ်။ဒါပေမဲ့ဒီပွဲမှာသူ့ရဲ့ viewer ကအစိုးရဆက်စာမွေးပွဲမှာအန်စင်းမေးခွန်းဖြစ်နေရတယ်လို့ဖြစ်ခဲ့ရပါတယ်။လဘောက်ပြည်သက်တွေကတော့သူတို့အားပေးတဲ့အသင်းဟာဒီအာဒီနောက်ဆုံးမိနစ်ကိုရီနဲ့တိုင်ပွဲတောက်လျှောက်ရလာခဲ့တာကြောင့်ဒီပွဲမှာလည်းဂျိုးချဂျိုးချဆိုပြီးအော်ဟင်းရင်မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့အသင်းအတဲကိုဆံမဝင်လာခဲ့တာကြောင့်ဆွန်ညာနေတဲ့ကလေးတွေအလုံးအပ်ကြတယ်မကြရတော့အောင်တိတ်ဆိတ်သွားကြသလိုပဲပဲလီကလဘောက်ပြည်သက်တွေရဲ့အော်တန်တွေကိုတော်လန်ပြီးအပြော်ကျန်သွားခဲ့ပါတယ်။ချေးစာရဲ့အတွင်းကိုကြောင့်လဘောက်ပြည်သက်တွေက ဂျိုးကြော်ရီပြန်လာမှလားဆိုပြီးတော့မျှော်လင့်ခဲ့ကြပါသေးတယ်။ဒါပေမဲ့ NKTR ရဲ့နောက်ဆုံးမနေ့အနိုင်ကိုအောက်ပါလေဘာပရိသတ်ရဲ့မျှော်လင့်ချက်တွေကလည်းအားလုံးရေဆုံမျှော်ခဲ့ရပြီလေဖြစ်ခဲ့ကြပါရင်ဒီမနေ့တော့ဂျိုးကြော်ရီဂျိုးကြော်ကိုတန့်ဂျိုးကြော်ကိုခေါ်လိုက်ပါအောင်ဆိုရင်ဝိုင်းဝိုင်းပြောခဲ့တာတွေကိုတော့မှပြန်ပြီးတော့ကြားရအောင်မိပါသေးတယ်။ဂျိုးကြော်ရီလည်းခူအောင်ငယ်တွေဖြစ်ကုန်ကြပြီ။စနေညမှာတော့မန်ယူချဲစီတဘာဝအားလုံးရှုံးခဲ့ကြတာကြောင့်ဒီမနေ့မှာတော့တရုတ်ကလုံးတိတိစိစိနဲ့အေးအေးချမ်းချမ်းရှိနေတာဟာအတော်လေးမင်္ဂလာရှိတဲ့ကိစ္စဖြစ်ကြပါမယ်။ဂျိုးကြော်ရီဂျိုးကြော်လေးညီကိုလည်းဂျိုးကြော်လေးကိုခေါ်ကြည့်ကြပါအောင်အသက်မှရှိသေးရလားလို့ ဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။